ားလုံးမင်္ဂလာပါခင်ဗျာရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ November 28ရက်နေ့ဒီကနေ့မှာကျွန်တော်ရဲ့မိသားစုဝင်တွေကိုဖောက်ပြပေးချင်တာကခင်ဦးပြီးတော့ဒဇယ်ကငပြူတွေတုတ်ခံလိုက်ရတော့ဂုံအော်နေတဲ့အကြောင်းတွေကိုဖောက်ပြပေးချင်တာပါဗျာကား3စီးတိုက်နဲ့တူလန်ပြက်တွေကိုတဲဆောင်ဖတ်ပြနေရတယ်ဆိုတဲ့အကြောင်းတွေပါမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်ဒင်းတစ်ခုလည်းရှိပါသေးတယ် ဂျန်ဖက်စစ်ခွေးတက်ကကောင်တွေကဝါကားတော်မှမရှောင်ဘူးလို့ဒီကောင်တွေဝင်ကြိတ်တာဗျာဒီကနေ့မှကျွန်တော်တင်ပြမယ့်အကြောင်းအရာကျွန်တော်မိသားစုဝင်နေစိတ်ဝင်စားမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်မိသားစုဝင်တို့ချင်းစတိုင်းကိုတေးစားဖိတ်ခေါ်လိုက်ပါတယ်ဗျာဒီအပိုင်းကျွန်တော် internet line အခက်ခဲရှိတဲ့အတွက်ပြက်ကွက်မှုတွေအတွက်ကျွန်တော်မိသားစုဝင်နေကျွန်တော်တောင်းပန်ပါတယ်ပရမဟုစွာယူကောပွဲကိုလက်မခံဘူးလို့ဥရောပပါလီမန်ကပြက်ပြက်တားတား ဆုံးဖြတ်လိုက်ပါတယ်တရားမဝင်အုပ်ချုပ်မှုတရားမဝင်ရွေးကောက်ပွဲလို့သူတို့ရဲ့ဖော်ပြချက်မှာတွေ့ရတာပါဆိုတော့ဥရောပပါလီမန်အဖွဲ့တွေကဘသူကိုတရားမဝင် အုပ်ချုပ်မှုလို့သုံးနှုန်းတာလဲကဘာကြီးကစောင့်ကြည့်နေအစအဆုံးအကုန်သိတယ်ကျွန်တော်ရဲ့မိသားစုတရားမဝင်အုပ်ချုပ်မှုလို့သူတို့သုံးခဲ့တဲ့စကားလုံး သူတို့ရဲ့အသုံးလုံးကတကယ့်ကိုဒိဗယ်အများကြီးဖော်ဆောင်ပါတယ်ပြီးတော့တရားမဝင်ရွေးကောက်ပွဲတရားမဝင်အုပ်ချုပ်နေပါတယ်ဆိုတဲ့ကောင်တွေကအတုအယောင်တရားမဝင်ရွေးကောက်ပွဲကို လုပ်တယ်ဆိုတာကိုပါသူတို့တွေထင်ရှားစွာဖော်ပြလိုက်ခြင်းဖြစ်ပါဒါဆိုရင်တရားဝင် ဖြစ်နေတာကဘယ်သူလဲကျွန်တော်ပြည်သူလူထုကရွေးချယ်တင်မြှောက်ထားတဲ့ NUGCRPH ပြီးတော့ကျွန်တော်ပြည်သူလူတွေရဲ့တရားဝင် ကိုယ်စားလှယ်တွေအဖြစ်ထပ်ဆင့်သူတို့ကအတည်ပြုထားပါတယ်။ဒါပြင်လက်ရှိတရားမဝင် အုပ်ချုပ်နေတဲ့កောင်တွေကိုလက်နဲ့ခဲရန်တွေကျွန်တော်တို့ကဘာအရရက်ကနေပြီးတော့ဆက်လက်မယောင်းချဖို့အတွက်ကိုသူတို့ကနှိုးဆော်တယ်ပိတ်ပင်မှုတွေလည်းဆက်လက်လှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ဒါကြောင့်ကျွန်တော်ပြည်သူနဲ့အတူတူ ရှိနေတဲ့ဥရောပပါလီမန်ဖွဲ့တွင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုနဲ့ဥစားဖော်ပြတာပါသူတို့ဖော်ပြချက်ကိုပဲကျွန်တော်ပြောတာเนาะကျွန်တော်မိသားစုနဲ့ကျွန်တော်ရဲ့အထင်တွေကျွန်တော်ရဲ့အမြင်တွေပြောတာမဟုတ်ဘူးသူတို့ရဲ့ဖော်ပြချက်မှာကတရားမဝင်အုပ်ချုပ်မှုဆိုတာနဲ့လုံလောက်သွားပါပြီဟုတ်ပြီကျွန်တော်မိသားစုကိုကျွန်တော်ဒီနေ့အဓိကတင်ပြချင်တဲ့အကြောင်းအရာရှိတယ်ဗျအဲ့တော့ကခင်ဦးပြီးတော့ဒဇင်ငပြူတွေအတုတ်ခံလိုက်ရလို့ဖင်ကုန်းအော်နေတဲ့အကြောင်းကျွန်တော်ရဲ့မိသားစုကိုလည်းကြားပြပြီ ခင်ဗျအတီးခံလိုက်ရတယ်ပြီးတော့ဒဇယ်မှာရှိတဲ့ငပြူရွာစခန်းကိုပါကျွန်တော်တော်လန်တက်ဖွဲ့ဝင်တွေကဝင်ကျုံလိုက်တယ်ထုံးစံအတိုင်းပဲလေငပြူကောင်တွေကသူတို့ကိုထိပြီးဆိုရင်တော့အာဖေကဲပါအမေကဲပါပပကြီးကဲပါတိုက်လေရင်တွေလှုပ်ပေးပါဘာညာကွိကွာနေအဲ့ဒီတိုက်ပွဲအတွင်းမှာဖွာလန်ပြဲစုတ်ပြတ်တက်သွားတဲ့ကောင်တွေကား၃စီးတိုက်နေတင်ပြီးတော့ထပ်ပြေးသွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောချင်တာပါ ဲ့ဒီအကြောင်းကိုကျွန်တော်မပြောခင်မှာဂျမ်ဖတ်စစ်ခွေးတက်ကကောင်တွေကဝါတင်တဲ့ကားကိုတော့မရှောင်ဘူးတော့ဒီကောင်တွေဝင်ကျုံးတာဒီပစ်စင်ကတောင်နေကြီးမှာဖြစ်သွားတာပါတောင်နေကြီးတံတားပေါ်မှာလက်နက်ခဲရန်တင်ဆောင်လာတဲ့စစ်ခွေးကားကဝါကားကိုဝင်တိုက်လိုက်တာစစ်ခွေးကားဆိုတော့ကျွန်တော်မိသားစုတည်တဲ့အတိုင်းပဲလေငါတို့ကခွေးတက်ကကောင် ါတို့ကလက်နက်ရှိတယ်ပါဝါရှိတယ်အာဏာရှိတယ်ရောက်နေမင်းတို့လမ်းမဖိဘူးလားလမ်းဖိဝင်တိုက်กว่าတိုက် तू ကတိုက်လိုက်တာပြီးတော့ तू ကလဲသွားတယ်လဲသွားပြီးတော့လက်နက်ခဲရန်တဲဆောင်လာတဲ့အတွက်အဲ့ဒီစစ်ခွေးကပေါက်ကွဲပြီးတော့ငါးကောင်ပွဲချင်းပြီးမျက်နှာတောင်မှမမြင်ရဘူးစုပ်ပြတ်တက်သွားတယ်ခုနှစ်ကောင်ကတော့ဆက်ငင်ဆက်ငင်ဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုကြားရတာပါဆိုတော့ကျွန်တော်မိဘပြည်သူတွေကလည်းအဲ့ဒီသတင်းကြားတဲ့ချိန်မှာအရင်စိတ်ဝင်စားတယ် ပြီးတော့အရန်လဲစိတ်ပူသွားကြတယ်။ဘာဘသူ့ကိုစိတ်ပူတာလဲ။ဘာကိုစိတ်ဝင်စားတာလဲ။ကျွန်တော်ကပြည်သူတွေစိတ်ပူသွားတာကဟာဝါကားဘာဖြစ်သွားလဲကွာ။ဆိုတော့ဒါကပြည်သူလူထုရဲ့เนาะစိတ်ပူပန်ပေးကြတဲ့အကြောင်းအရာလေးတွေ။ဝါကားကိုစိတ်ပူနေတဲ့အတွက်ဝါကားဘာမှမဖြစ်ပါဘူးကျွန်တော်ရဲ့မိသားစုဝင်တွေဖြစ်သွားတာက ဝါကတော့မရှောင်မနဲ့ဝင်ကျုံလိုက်တဲ့စစ်ခွေးကဖြစ်ပါတယ်။လက်နဲ့ခရမ်းတွေပြင်းထန်စွာအစင်စင်ပေါက်ကွဲပြီးတော့အတွင်းမှာပါလာတဲ့ကောက်နေအကုန်လုံးနေပါဆန့်ငင်ဆန့်ငင်ဖြစ်သွားတာဖြစ်ပါတယ်။ဟုတ်ပြီ။ခင်ဦးပြီးတော့ဒဇယ်ကိုအတုတ်ခံလိုက်ရလို့ဖင်ကုန်းပြီးတော့អော်နေရတဲ့ငပြူကောင်းတွေအចောင်းချောင်းပြီးသားစုဖော်ပြပေးခြင်းပါတယ်။ဒီအပိုင်းတွင်မှာကျွန်တော် အညာသားတပ်ဖွဲ့ဝင်တွေအတူတူပူးပေါင်းလှုပ်ဆောင်ကြဖို့သူတို့တွေကြိုးစားပြင်ဆင်နေတာကိုကျွန်တော်တို့တကယ်ကိုဂုဏ်ယူပွဲတွေ့နေရတာပါဟုတ်ပြီကျွန်တော်ရင်ဒါဆိုရင်လေခင်ဗျားမှာဖွဲ့စည်းပုံပြတ်တဲ့အထိအကျိတ်ခံလိုက်ရတယ်လို့ကျွန်တော်တို့သတင်းရရှိထားတာပါထုံးစံအတိုင်းပဲရှုံးမီးရင်ရှုံးနေတဲ့စစ်ရှုံးတက်ကကောင်းနေကမ်လူဘက်ကို ခွေးပြေးဝပြေးပြေးသွားရတာပါ အဲ့ဒီကောင်လေးကတမ33လောက်ခံနေဖြစ်တယ်။သူတို့ပြေးရတော့မှရိုးရိုးပြေးလို့မရဘူး။အရန်ကိုဖွာလန်ပြဲဆုပ်ပြတ်တအတူအပြတ်တွေများလုံးလုံး။ကားသုံးစီးတိုက်နေတော့မှတင်ပြေးရတယ်လို့ကြားထားရတာပါ။အကျိတ်ခံရတဲ့စကြောင်းကတမ33လောက်ခံကမ်ဘလူအခြေဆိုင်33နှစ်နဲ့ခမရ111ပြီးတော့ဝါတဝရဲ့ငပြူကောင်လေးဖြစ်ပါ ်မပြူကောင်တွေကတော့အမြဲတမ်းအသေးခံပြီးရှာရတယ်ဆိုတော့သူတို့ငပြူတွေထိလာပြီသူတို့တွေပါစတွေထိလာပြီဆိုရင်အဲ့ဒီမှာရှိရဲ့ငပြူကောင်တွေအကုန်လုံးဝိုင်းអော်ကြတာအားလုံးကြပါအောင်ဘလို့လဲစကူကမလာဘူးလားမင်းတို့ပြက်ကက်မှုတွေကထိကောက်ထိထိရောက်မှုလည်းမရှိဘူးငါတို့ကပေးတည်နေရမှလည်းအရင်ကကျွန်တော်တို့ရိတ်ခါတွေပြတ်တဲ့အချိန်မှာလဲသူတို့တွေထုံနေလကောက်မယ်ဆိုတော့အခုကပြုတ်ပြုတ်ပြုံးလာတဲ့စစ်ခွေးငပြူတွေ ိစ္စတွေပိုများလာတယ်နော်ပြီးတော့အဲ့ဒီမှာနေတို့အကျိတ်ခံလိုက်ရတဲ့ကျွန်တော်တို့ကြားထားတဲ့တည်င်းအရာကပရမအကောင်90ကျော်ပွဲချင်းပြီးတည်ဆုံးသွားတယ်ပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့စုံစမ်းသိရှိထားရတာကအကောင်80နီးပါးတည်သွားတယ်လို့ကြားထားရတာရှင်းမှကျွန်တော်ပြောတယ်ကား3စီးနဲ့အတူအပြတ်တွေပါတည်ဆောင်ရတည်ဆောင်သွားရတယ်ဆိုတော့အဲ့ဒီမှာလည်းထပ်သိမယ်ကောင်တွေကလည်းရှိသေးတယ် ပထမစကြောင်းကအင်အား130လို့ကျွန်တော်တို့သတင်းရရှိထားတာဖြစ်ပါတယ်။ပြီးတော့လက်ကျန်စကြောင်းနဲ့ပြင်းနေတဲ့စစ်ကြောင်းတွေပါပေါ့ပြီးတော့အင်အား300ဝန်းကျင်လောက်ဖြစ်သွားတာကျွန်တော်တို့ကလည်းထပ်ပြီးတော့အစဉ်ပြေသွားအောင်အတူတူတေလို့ရသွားအောင်ငရေပြည်ကိုပို့လိုက်ကြတာဖြစ်ပါတယ်။ဒီတိုက်ပွဲကတကယ်ကိုကျွန်တော်တို့အတွက်မျက်စွန်းအရင်များပါတယ်လက်နဲ့ခရင်လိုက်ရတယ်။ပြီးတော့ဂျမ်ဖက်စစ်ခွေးတက်ကကောင်းတယ်စစ်ကြောင်းတစ်ချောင်းလုံးနှီးပါပြတ်သွားတာဖြစ်ပါတယ်။အကောင့်100လို့တော့မှကျွန်တော်တို့ ်ဗျမ်းများအဖြစ်တွက်လို့ရပါတယ်ဟုတ်ပြီအဲ့ဒီမှာခံနေရလို့အဲ့ဒီမှာအကျုံးခံနေရလို့တို့တွေအော်နေပြီးမဲ့လည်းပဲကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေက10မူတိန်ငပြူရွာကိုကျွန်တော်တော်လန်သောတပ်ဖွဲ့ဝင်တွေအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်လိုက် ဒါကြောင့်ခင်ဦးမှာတို့တွေဖင်ကုန်းပြီးတော့အော်နေယုံနဲ့မပြီးသေးပါနဲ့ဒဇယ်မှာရှိတဲ့ငပြူရွာကိုပါကျွန်တော်တို့တက်ခက်သိမ်းပိုက်အမှုတ်ကျိတ်လိုက်တော့တို့အတွက်ကတကယ်ကိုမရှိနိုင်မကန်နိုင်ဖြစ်သွားတာပါဒါကြောင့်ကျွန်တော်အရှိမပြောပါဘူးပြုတ်ပြုတ်ပြုံးလာပြီးငပြူတွေတို့တော့ကငုတ်တုတ်လက်စင်းခံရမယ်အခြေအနေပါဟုတ်ပြီဒီကနေ့နိုဗင်ဘာ28ရက်ဒီကနေ့မှာပဲเนาะစကိုင်းတိုင်းဒဇယ်မြို့နယ်မူတိုင်ငပြူကြီးအောင် ျွန်တော်တို့မနက်အစောကြီး၄နာရီလောက်ဝင်အောင်တိုက်ခိုက်သိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်ပုံမှန်တိုင်းကျွန်တော်မိသားစုနေကျွန်တော်မြင်နေပြောပြမယ်ဒီကောင်တွေကတိုက်ခိုက်လူစိတ်ကြောင့်တိုက်ချင်ခိုက်ချင်စိတ်ကြောင့်ပြောချင်တာကသူတို့ဒီငပြူတွေကိုဝင်တယ်ပတ်စတွေကိုဝင်တယ်ပြူလုတ်တယ်ပေါ့ဗျာဆိုတော့ဒီရတွေကိုသူတို့ဟာသူတို့ကြီးရွာသူတို့မြို့နယ်ပြီးတော့သူတို့ရဲ့အချင်းရဲ့ရက်ပေါ့ဗျာဒါတွေကိုကောက်ွက်ခြင်းလုံးမဟုတ်ဘူ လက်နက်ကင်ပြီးတော့ခိုးဆိုးလူနိုင်ခြင်းလို့သာဖြစ်ပါတယ်ဒီလိုအခြေအနေမှာကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကတနက်နှစ်ချက်မဖောက်ကောက်ဘူးတစ်ချက်ဖောက်တာနဲ့အဲ့ဒီကောင်တွေကပြေးဖို့အရင်ဆုံးပြင်ကြတာပါချူပြေးသွားတယ်ကျွန်တော်ရုပ်သံဗီဒီယိုမှတ်တမ်းတွေကျွန်တော်မိသားစုဝင်တွေကိုအများနဲ့ဖော်ပြကြတယ်ကျွန်တော်တော်လန်တော့တပ်ဖွဲ့ဝင်အောက်ချားကပြေးသွားတယ်အနောက်မှာမိမကခလီတို့တို့တွဲလောင်တ ချမ်းနေခဲ့ဆိုတော့ဟုတ်ပြင်းမယ်ဆိုရင်လည်းပဲเนาะကိုမင်းမတော့ကိုခေါ်ပါเนาะအခုကဘယ်လိုလဲဆိုတော့တို့ကအဲတို့ငပြူရွာပေါ့ဗျာငပြူစကန်းနေဆိုတို့က AC ရတာငါတို့ area ငါတို့ပိုင်နေအားတကောင်းနေလာမတိုက်ပါဘူးလာလဲပတိုက်ရဲပါဘူးပေါ့เนาะငါတို့ဘက်ကအင်အားများပါတယ်ငါတို့ဘက်ကလက်နက်ခရင်ပြည့်စုံပါတယ်စသည်အဖြစ်ပေါ့ဗျာအာအထင်ကြီးကြီးနေတာလဲပါတယ်တို့ရဲ့အဖွဲကိုအင်အားကိုကြည့်ပြီးတော့ပြီးတော့တစ်ဖက်အပေါ်မှာရှိနေတဲ့ ေါင်းဆောင်တွေပေါ့နော်ကျွန်တော်တို့ဒါစစ်ဘိုလ်ချုပ်တွေကသူတို့ကိုအမလုံးမျိုးစုံပေးပြီးတော့သူတို့ကိုမြှောက်ပေးထားလာလဲရှိတယ်ဗျာဆိုတော့အခါကျတော့အဲဒီကောင်တွေမလာရဲပါဘူးလာတယ်ဆိုလဲငါတို့ဘက်ကအင်အားနဲ့ပြီးတော့လေချောင်းပစ်ကူတွေနဲ့လက်နေကြီးပစ်ကူတွေနဲ့ဘာညာနဲ့ဆိုဒီကောင်တွေနောက်ပြန်ဆုတ်ပြေးတာပဲပေါ့စသည်အားဖြင့်ဒီလိုမျိုးသူတို့ကမလုံးတွေပေးထားကြတာတကယ်တမ်းလဲတိုက်လဲတိုက်ကောလေချောင်းလဲပစ်လေချောင်းပစ်ကူလဲအချိန်မီမရောက်နိုင် ပြီးတော့စစ်ကူလဲအချိန်မီမပို့တဲ့အခါမဲဒီကောင်တွေပဲခွေးတွေဝတ်တွေတီးပြီးတော့ခွေးပြီးဝတ်ပြီးပြေးရတယ်ကျွန်တော် ာဆိုပြီးဒါကိုကျွန်တော်ပြောချင်တာအခုကျွန်တော်တို့ခင်ဦးပြီးတော့ကျွန်တော်တို့ကမ့်လူပြီးတော့ကျွန်တော်တို့အဲ့ဒီမှာရှိနေတဲ့ငပြူတတိုက်အကုန်လုံးရှိရှိသည်မြတ်အကုန်လုံးအကုန်လုံးအော်နေကြပြီအော်ပြီဘောကျွန်တော်မိသားစုဒီကောင်လေးတကယ့်ကိုစုတ်ပြတ်တက်သွားတဲ့အချိန်လေးမှာခွေးရှုပ်ဖို့အရှုံးရှုံးတာထက်တို့တွေပိုဆိုးသွားတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်မိသားစုဝင်နေကျွန်တော်ဒီအပိုင်းမှာအများကြီးပေါ့နော်ဒီ ငါးငါးနဲ့ပတ်သက်တဲ့သတင်းတွေထွက်ပေါ်လာတယ်ပြီးတော့ထောင်တွေခါပြီးတဲ့ဘာညာအခြေအခြေအနေထိပေါ့ဗျာအဲအချို့မိဘတွေပြီးတော့အချို့ဆွေမျိုးတာဝန်နေဆိုလည်းပဲသူရဲ့မိသားစုဝင်တွေသူရဲ့ဆွေမျိုးတွေပါလာမလားပါလိမ့်နေမလားဆိုပြီးတော့အပြင်မှာစောင့်နေကြတဲ့အခြေအနေရဲ့ကိုလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒါတတန်းနှုတဲ့ကျွန်တော်တို့တနှစ်တောင်မပြည့်တဲ့ဒါအချို့အကျဉ်းသားတွေကိုပေါ့သူတို့ပဲပြန်လုပ်ပေးပြီးနှိရှေနိုင်ငံရေးဆိုတဲ့ခေါင်းစဉ်နဲ့အကျဉ်းချထားရတဲ့သူတွေ မလုတ်ပေးဘူးဆိုတာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဆိုတော့လွတ်တည်လွတ်လိုက်တဲ့အချိန်မှာလွတ်သွားတဲ့သူတွေအတွက်လည်းဝမ်းသာမှဝမ်းသာမိပါတယ်ဒါပေမဲ့လက်ရှိအာနာယူအကျံဖတ်စစ်တက်ရဲ့စိတ်ရင်းအမှန်ဟာပါလဲဆိုတာကိုလည်းကျွန်တော်ရဲ့မိသားစုဝင်တွေတွေ့မြင်ခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်တွေဒီအပိုင်းတွေမှာကျွန်တော်အင်တာနက်အခက်အခဲရှိပါတယ်အင်တာနက်ခက်ခဲရှိတဲ့အခါမှာကျွန်တော်ပေါ်နားလည်မှုရှိနားလည်မှုကတော့လွဲနေတဲ့ အချုပ်ပြီးသားစုဝင်တွေရှိနေတယ်ဆိုရင်လည်းကျွန်တော်ဒီကနေ့ပြီးတော့တောင်းပန်ပါတယ်အဲဆိုတော့ကျွန်တော်အဆင်ပြေပါလိမ့်မယ်ပေါ့နော်နောက်တရနေ့ရကြရင်ပေါ့အဲဒါလေးကိုလည်းပဲကျွန်တော်ကြိုတင်ပြီးတော့အတိပေးအဲတောင်းပန်အပ်ပါတယ်ဒီကနေ့မှာကျွန်တော်တင်ပြရတဲ့အကြောင်းရင်းကျွန်တော်ပြီးသားစုဝင်အားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီတဲ့ပို့ကောင်းကျွန်တော်ကြိုးစားပေးနေပါတယ်လက်နက်ပေးစီဗီကပီချောင်းနဲ့ကျောင်းနိုင်ငံတွေ့မှရှိတယ်မိသားစုဝင်တုံးကြည့်တဲ့နဲ့ဘီအန်နဲ့ကင်းရှင်းပါကျွန်တော်လေးနေနဲ့စူတောင်းရင်းနဲ့ကျွန်တော်ရေဝရှမ်းလေးပါဗျာ